ြေစိမပြည်သက်များလုံးမဲ့မင်္ဂလာပါမေလ26ရက်နေ့ည9:00နာရီတမြေစိမ prime time မြေစိမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘုံတန်ခမ်းမြေရောက်ဆေးုံဆေးကန်းတွေတိဆောက်နိုင်ရေးဝိုင်းဝန်းကူညီပေးကြဖို့ကျမ်းမာရေးဝန်ကြီးတိုက်တွန်းတဲ့သတင်းဖားကန့်လုံခင်းရွာရဲစခန်းကို KIA ပူးပေါင်းတပ်တိုက်ခိုက်တဲ့သတင်းဒိုင်းကာမကိုခုတ်တက်တဲ့ចောင်းထိုင်ဘုံကြီးကိုမရေမှုအပါအဝင်ပုံမှ3ခုနဲ့အမှုဖွင့်တဲ့အကြောင်းနဲ့ ဝန်ထမ်းတို့ဦးတည်ဆုံးပြီးတဲ့နောက်ဂါဇာမှာအပြစ်ရဖို့ချက်ချေနေအဖွဲ့ပန်ကြားတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစင်းလုံးနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါဘုံတန်ခံမြေရောက်ဆေးရုံဆေးကန်းတွေတိဆောက်နိုင်ရေးဝန်ဝန်ကူညီပေးကြဖို့ကျမ်းမာရေးဝန်ကြီးတိုက်တွန်းတဲ့သတင်းနဲ့ဆက်လက်အောင်ပါ စစ်ကောင်စီအားခုရက်ပိုင်းမှာစေယုံစေကန်းတွေကိုပိတ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေပုံမှုလှုပ်ဆောင်လာတဲ့အတွက်ဘုံတံခံနိုင်တဲ့မြေရောက်စေယုံစေကန်းတွေတိဆောက်နိုင်ရေးပြည်တွင်းပြည်ပကမြန်မာပြည်သူတွေနဲ့နိုင်ငံတကာလူရှင်တွေကူညီကြဖို့အမျိုးသားညွညွရေးအစိုးရ NUG ရဲ့ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်တဲ့ Sick Hospital Sick Hacker Fundraising Campaign မှာဒေါက်တာဇော်ဝေဆိုးကအဲ့လိုတိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။အရင်ကာလတွေကတော်လိုင်းတက်ဖွဲ့တွေအနေနဲ့လုံခြုံတဲ့တော်တဲ့တောင်ထဲမှာရှေ့တန်းစေယုံစေကန်တွေ နောက်တန်းခြေချစေယုံစေကန်တွေတိစောက်ပြီးစေကူတမှုပေးခဲ့တယ်လို့သူကဆိုပါတယ်။ ဒါပေမဲ့နောက်ပိုင်းကာလတွေမှာစစ်ကောင်စီတပ်ဟာစစ်ုံစည်းကမ်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမူပြုလုပ်လာတဲ့အတွက်ဘုံတန်ခံမြေရောက်စစ်ုံစည်းကမ်းတွေပုံမူလိုအပ်လာတာဖြစ်တယ်လို့ဝန်ကြီးဒေါက်တာဇော်ဝေဆိုးကအတည်ပြုပါတယ်။ ဒါပြင်မြန်မာနိုင်ငံလိုကမ္ဘာအနေနဲ့အများဆုံးနိုင်ငံတစ်ခုမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်တွေနဲ့တူနာပြုတွေစိတ်ချလုံခြုံစွာစေကူတာမှုပေးနိုင်ရေးနဲ့ကောင်းမွန်စွာအနားယူနိုင်ရေးအတွက်လည်းဘုံတန်ခမ်းမြောက်စေယုံစေကန်းတွေတည်ဆောက်ရမှာဖြစ်တယ်လို့ဝန်ကြီးကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်တဲ့ Safe Hospital Safe Hacker Fundraising Campaign မှာ American Dollar 4သိန်းရရှိဖို့ရည်မှန်းထားပြီး campaign ကာလကို ေလ24ရက်နေ့ကနေဇွန်လ30ရက်နေ့အထိတက်မှတ်ထားတယ်လို့အသိပေးထားပါရခင်ဗျာဖားကက်လုံခင်းရွာရဲစခန်းကို KIA ပူးပေါင်းတက်တိုက်ခိုက်တဲ့တရင်နဲ့ဆက်အောင်ပါကချင်ပြည်နယ်ဖားကန့်မြို့နယ်ကက်လျက်တီရှိနေတဲ့လုံခင်းကျေးရွာရဲစခန်းကိုဒီကနေ့မေလ26ရက်နေ့မနက်အစောပိုင်းမှာကချင်လွတ်မြောက်ရေးတပ် KIA နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးတာဝန်ရှိသူဘုံဝူးကြီးနော်ဘူးကပြောပါရယ် ဒီနေ့မနက်3:00နာရီ4:00နာရီမိုးမလင်းသေးချိန်မှာလုံခင်းရဲစခန်းကို KAI နဲ့ပူးပေါင်းတပ်တွေဝင်တိုက်ခိုက်ခဲ့ပါတယ်လို့ဘုံဘူးကြီးနော်ဘူးကပြောပါတယ်။တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့ပြောဆိုလာတာမရှိသေးပါဘူး။ဒါအပြင် လုံခင်းကြီးရွာကနန်းတိန်ဘက်ကိုစစ်ကြောင်းထိုးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုလည်း KAI ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့သေးတယ်လို့သူကဆက်ပြောပါတယ်။နန်တိန်ကြီးရွာဟာ KAI ကတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ကြီးရွာတစ်ရွာဖြစ်ပါတယ်။ ဒါအပြင်ကာမိုင်းဘက်ကနေလုံခင်းဘက်ကိုလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုလည်းတိုက်ခိုက်ခဲ့ရမှာဒီကနေ့မှာဖားကန်ကာမိုင်းလမ်းပိုင်းတစ်လျှောက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဗိုလ်မှူးကြီးနော်ဦးကပြောပါတယ်။ဖားကန်မြို့ပေါ်မှာတော့လက်ရှိအချိန်ထိစစ်ကောင်စီကစိုးမိုးထားနိုင်ပြီးမြို့ကိုဝန်းရံလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီကနေ့မနက်3:00နာရီချိန်ကလုံခင်းချေးရွာတဝိုက်လက်နက်ကြီးပစ်ခတ်တံတွေစုညံစွာထွက်ပေါ်ခဲ့ကြောင်းနဲ့ငញ្ញန်းတာယာရွာဘက်မှာဒေသခံအရသာပိုင်နေတချို့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုမှာထိခိုက်မှုရှိခဲ့တယ်လို့ဖားကန့်ဒေသခံတွေက လူမှုကွန်ရက်ပေါ်မှာပြောဆိုနေကြပါတယ်။နေနေထိခိုက်မှုနဲ့ပတ်သက်လို့တော့မြစ်စိမအနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ စစ်ကောင်စီဟာဧပြီလနောက်ပိုင်းကနေစတင်လို့ကာမိုင်းနဲ့အင်းတော်ကြီးတို့ဘက်ကနေအင်အားအလုံးအရင်းနဲ့ဖားကန့်ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်။အဲဒါကြောင့်ဖားကန့်ကာမိုင်းလမ်းပိုင်းကိုဧပြီလ23ရက်နေ့ကစတင်လို့အုံပြုခွင့်ပိတ်ပင်ထားပြီးလမ်းပိုင်းတစ်လျှောက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့သလိုဒေသခံတွေကလည်းဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြပါရခင်ဗျာ။ ဘလိုလန်းနဲ့ကိုင်းတဲ့နိုင်ငံရေးအဖွဲ့ကိုမစိုးလက်ခံထားခြင်းမရှိဘူးလို့စစ်ကောင်းဆောင်ကို NDAA ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးကော်မတီ FPNCC အဖွဲ့ဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလာတပ်ဖွဲ့ကသူတို့ဒေသမှာဘယ်လက်နက်ကိုင်အဖွဲ့စည်းနိုင်ငံရေးအဖွဲ့စည်းကိုမှလက်ခံထားတာမရှိဘူးလို့စစ်ကောင်းဆောင်ကိုတင်ပြဆွေးနွေးခဲ့ပါတယ်။ တရီကန်တိုင်းစစ်ဌာနချုပ်မှာမိုင်းလာတက်ဖွဲ့ NDAA နဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့မေလ25ရက်နေ့ကတွေ့ဆုံတဲ့အချိန် NDAA ဒုတိယဥက္ကဋ္ဌဦးဆန်ပေကအဲ့လိုတင်ပြဆွေးနွေးခဲ့တာလို့ဒီကနေ့ထုတ်စစ်ကောင်းစီသတင်းစာမှာဖော်ပြထားပါတယ်တွေ့ဆုံဆွေးနွေးမှုမှာ NDA ထိန်းချုပ်ထားတဲ့အထူးဒေတာ၄အတွက်ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြကြောင်းဆိုပါတယ်။ NDA ထိန်းချုပ်ထားတဲ့အထူးဒေသလေးမှာရှမ်းပြည်နယ်အရှေ့ပိုင်းမြမတရုတ်နယ်ဆက်နံပန်းစီလူးနဲ့မိုင်းလာမြို့တွေပါဝင်ပါတယ်။ NDA ဟာဝတ်တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ပြည်တော်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC ရဲ့အဖွဲ့ဝင်တစ်ခုဖြစ်ပါတယ်။ FPNCC အဖွဲ့ဝင် NDAA ဟာဆရာနာသိမ့်ပြီးနောက်ပိုင်းမှာလဲစစ်ကောင်စီနဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကစစ်ကောင်စီကျင်းပတဲ့85နှစ်မြောက်ပြည်တော်စုနှင့်အခမ်းအနားကိုလည်း NDA အဖွဲ့ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါရခင်ဗျာ။ဒါရိုက်ကမကိုခုတ်တက်တဲ့ကြောင်းထိုင်ဖုန်ကြီးကိုမဒိမှုအပါဝင်ပုံမှန်၃ခုနဲ့အမှုဖွင့်တဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ တိန်ချောင်းလူရှင်ဓာဟိကာမတူကိုဓာနဲ့15ချက်ခုတ်တတ်ခဲ့တဲ့ចောင်းထိုင်ဆရာတော်ဘုန်းကြီးကိုရန်ကုန်တိုင်းလဲကူမြို့မှာရဲစခန်းမှာလူဝလဲပြီးမရိမှုအပါအဝင် ပုံမှန်၃ခုနဲ့အမှုဖွင့်တရားစွဲဆိုထားတယ်လို့ဒေသခံတွေစီကတရားဝါတယ်။လက်ရှိအဲ့ဒီဘုန်းကြီးကိုလူဝလဲပြီးလဲကူရဲစခန်းမှာဖမ်းဆီးထိန်သိမ်းထားပါတယ်။တာညိုပုံမှန်295ကကြီမရိမှုလူတက်မှုတွေနဲ့အမှုဖွင့်ထားပါတယ်လို့ဒေတာရင်းသတင်းမြစ်တူကမျိုးစီမာကိုပြောပါတယ် ဲ့ဒီဖြစ်စဉ်ဟာရန်ကုန်တိုင်းလဲကူးမြို့နယ်ရွှေရင်တုံကျေးရွာမှာရှိတဲ့အောင်ဖုံးပြည့်ဖုံကြီးကျောင်းမှာမေလ22ရက်နေ့ကဖြစ်ပွားခဲ့တာပါတပ်ဖြတ်ခံရသူဟာအသက်48နှစ်အရွယ်အမျိုးသမီးဖြစ်ပြီးအခင်းဖြစ်ပွားတဲ့ဖုံကြီးကျောင်းမှာတိမ်နဲ့ကားတွေလှူဒန်းထားတဲ့ဒကာမအရင်ဖြစ်တယ်လို့သူ့ရဲ့မိခင်ဖြစ်သူဟာလည်းအဲ့ဒီဖုံကြီးကျောင်းမှာနေထိုင်လို့တရားအထုတ်နေသူဖြစ်ပါတယ် တပ်ဖြတ်မှုကျူးလွန်ခဲ့သူကတော့အောင်ဖုံးပြည့်ဖုံးကြီးကျောင်းရဲ့ကျောင်းထိုင်ဆရာတော်အသက်40အရွယ်ဦးတမစာရခေါ်ဦးတန်ဦးဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မနက်ပိုင်းကကျောင်းမှာနေထိုင်သူမိခင်နေမကောင်းကြောင်းပြောဆိုပြီးကျောင်းထိုင်ဖုံးကြီးကိုယ်တိုင်မင်္ဂလာတော်မြို့နယ်မှာရှိတဲ့ဒိုင်းကာမရဲ့နေအိမ်ထိလာပြီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အရင်ကလည်းအဲ့လိုလာခေါ်နေကြရှိတယ်။အဲ့လိုလိုက်သွားတာအဲ့ဒီကတော့ကျောင်းရောက်တာနဲ့တင်ကန်းလျှော်ခိုင်းဖို့အကူအညီတောင်းတယ်။ အဲ့လိုသွားလျှော်နေတဲ့အချိန်နောက်ကလိုက်ပြီးမရင်းချင်းမှုကြိုးစားတာမှလက်မခံတော့စကားများကြရင်ဓာတ်နဲ့ခုတ်တက်လိုက်တာလို့မိသားစုနဲ့နေဆက်သူကဆိုပါတယ်မရင်းချင်းမှုကြိုးစားတဲ့အချိန်ရုံးကန်တဲ့ဒကာမကိုចောင်းထိုင်ဖြစ်သူဖုံကြီးကမလုပ်ဖို့တားမြစ်နေတဲ့ဒကာမရဲ့မိခင်ဖြစ်သူရှေ့မှာပဲဓာတ်နဲ့15ချက်ထက်မနည်းခုတ်တက်ပြီးတဲ့နောက်ကားမောင်းထွက်ပြေးသွားခဲ့တာလို့သိရပါတယ် ဒဂါမကိုတက်ဖြတ်ပြီးထွက်ပြေးသွားတဲ့ចောင်းထိုင်ဖုံးကြီးကိုဖြစ်စဉ်ဖြစ်ပွားတဲ့မေလ22ရက်နေ့ညပိုင်းမှာပဲအမြန်လန်း15မိုင်ဖျားနီးမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ဒီကနေ့အထိတစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။စစ်တပ်အာဏာသိမ်းကာလ၄နှစ်ကျော်လာချိန်အခုနှစ်မေလာတွင်စစ်ကောင်စီထိန်းချုပ်ထားရာရန်ကုန်မြို့မှာဒုစရိုက်မှုတွေပုံမှုဆိုးရွားစွာဖြစ်ပွားနေပြီးလူရဲမှုနဲ့လူတက်မှုတွေမကြာခဏဖြစ်ပွားနေပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်။ဝန်ထမ်းနှုတ်သိဆုံးပြီးတဲ့နောက်ဂါဇာမှာအပြစ်ရဖို့ကြက်ချင်ဒီအဖွဲ့ပန်ကြားတဲ့သတင်းကိုကြည့်လိုက်ရအောင်ပါ။ကာဇာကမ်းမြောင်ဒေသခန်းယူနုမျိုးကအိမ်တွင်လေကြောင်းတိုက်ခိုက်မှုကြောင့်ကြက်ချင်နေအဖွဲ့ဝန်ထမ်းအုပ်သေဆုံးသွားပြီးတဲ့နောက်ပြည်ပခါအတွင်းအပြစ်ရဖို့နိုင်ငံတကာကြက်ချင်နေအဖွဲ့ ICRC ကတင်းနှင်းလွင်ဒီမှာချက်ချင်းပန်ကြားလိုက်ပါတယ်။ လုဖော်ကင်ဘတ်နှစ်ဦးဖြစ်တဲ့အီဘရာဟင်ဤနဲ့အာမတ်အဘူဟီလာတို့တေဆုံးခဲ့ရတဲ့အတွက်နှလုံးကြည်ကွဲဝမ်းနေရပါတယ်လို့နိုင်ငံတကာကြည့်ရှင်ဒီအဖွဲ့ကဆိုရှယ်မီဒီယာမှာကြေညာချက်ထုတ်ပြန်ပြောကြားထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုစနေနေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ICRC ကဆက်လက်ပြောကြားပေမဲ့ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။အစ္စရေးကတော့ခန်းယူနှုတ်မှာစနေနေ့ကသူတို့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းဝန်ခံပြောကြားထားပါတယ်။ ဤကလက်နှစ်ကြောင့်ဖြစ်ပေါ်တဲ့ထိခိုက်မှုတွေလေ့လာရေးအရာရှိဖြစ်ပြီးဟီလာကကြက်ချင်ဒီဆေးရုံလုံုံရေးအဆောင်အဖြစ်လုတ်ကင်ခဲ့သူတွေလို့ ICRC ကပြောထားပါဗျာသူတို့ကိုတပ်ဖြတ်မှုဟာဂါဇာမှာဖြစ်ပေါ်နေတဲ့တီးခတ်နိုင်ပွဲမရှိတဲ့အရက်သားတွေတေဆုံးမှုကိုညွှန်ပြနေတာဖြစ်တယ်လို့ ICRC ကြီးညာချက်မှာရေးသားထားပါဗျာ အပြစ်ရပ်ပေးဖို့ချက်ချင်းတောင်းဆိုကြောင်းကို ICRC ကထပ်လောင်းပြောကြားခဲ့ပြီးဆေးဘက်ဆိုင်ရာလူသားချင်းစာနာတဲ့အကူအညီပေးသူတွေကယ်ဆယ်ရေးနဲ့ရပ်ဖက်ကာကွယ်ဝန်ထမ်းတွေအပါအဝင်အရသားတွေကို လေးစားဖို့နဲ့အကာအကွယ်ပေးရေးတို့ကို တောင်းဆိုပါတယ်လို့သူတို့ကြေညာချက်မှာဖော်ပြထားပါတယ်။ 2023ခုနှစ်အော်တိုဘာလ9ရက်တိုက်ခိုက်မှုတွေပြီးကြဲကပြုလုပ်ခဲ့တဲ့စီးရီးတိုက်ခိုက်မှုတွေရဲ့အစိတ်အပိုင်းတစ်ရက်အနေနဲ့အစ္စရေးဟာမတ်လအပြည့်ရကာလပြီးဆုံးပြီးတဲ့နောက်ဂါဇာဒေသကိုတိုက်ခိုက်မှုတွေပြန်လည်ပြုလုပ်လာခဲ့တာပါပြည်ရဲမေလာ18ရက်နေ့ကစလို့တိုက်ခိုက်မှုတွေကိုအရှိန်မြင့်ပြုလုပ်နေတာဖြစ်ပါတယ် ယူကရိန်းကိုအကြီးမားဆုံးသောဒရုန်းတိုက်ခိုက်မှုရုရှားကပြုလုပ်ခဲ့တာကြောင့်73ဦးသေဆုံးခဲ့တဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခတ်နေကတင်ဆက်ပေးမှာဖြစ်ပါတယ်ရုရှားကယူကရိန်းကိုတရင်းကုန်တွေကစံချိန်တင်မြန်ပြတဲ့ drone တွေနဲ့တိုက်ခိုက်ခဲ့ရမှာ73ဦးသေဆုံးခဲ့ရတယ်လို့အရာရှိတွေကပြောပါရယ်။စစ်ပွဲစတင်ခဲ့ကအကြီးမားဆုံးသောအကျဉ်းသားလဲလှယ်မှုကို Kiev နဲ့ Moscow တို့ကြားပြုလုပ်ခဲ့တဲ့ကြားကပဲဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။ မျိုးတော် give အပါဝင် ကြီးမားတဲ့ညာဘက်လေကြောင်းတိုက်ခိုက်တာတွေကိုရုရှားကဒုတိယနေ့အဖြစ်ဆက်တိုက်ဖြူလုပ်ခဲ့တဲ့အတွက်လူမှုအကြာထိုင်းလန်တုံလုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်လို့ယူကရိန်းရေးပေါ်ကေဆေးရေးဝန်ထမ်းတွေကပြောပါရတယ်။၂022ခုနှစ် February လမှာမော်စကိုကယူကရိန်းကိုအပြည့်အဝကျူးကျော်တိုက်ခိုက်ခြင်းကလေးကကြီးမားဆုံးအကျဉ်းသားလဲလှယ်မှုအဖြစ်စစ်သားနဲ့ရဲသားတထောင်စီနှစ်နိုင်ငံကြားလဲလှယ်ခဲ့ပြီးအခုကဲ့လို့ တိုက်ခိုက်မှုပေါ်ထွက်လာလာလေးဖြစ်ပါတယ် ရုရှားရဲ့နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့သူတွေထဲမှာယူကရိန်းရှေ့မြောက်ဒေသစီတိုမီယာရှိအသက်၈နှစ်၁၂နှစ်နဲ့၁၈နှစ်ရွယ်ရှိတဲ့ကလေးငယ်၃ဦးလည်းပါဝင်တယ်လို့အရာရှိတွေကပြောပါတယ်ရုရှားခေါင်းဆောင်တွေအပေါ်ကြီးမာပြီးစစ်မှန်တဲ့ PR တွေမရှိဘဲနဲ့အခုလိုတိုက်ခိုက်မှုတွေကိုရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ယူကရိန်းတမန်တော် Volodymyr Zelensky ကဆိုရှယ်မီဒီယာပေါ်မှာရေးသားပြောကြားထားပါတယ်ခင်ဗျာ ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစီမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စီ4450ကျပ်၊စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1633.89ကျပ် ပြင်ပပေါက်စီ3486ကျာဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်2380တသမ68ကျာပြင်ပပေါက်စီ9082ကျာထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64တသမ33ကျာပြင်ပပေါက်စီ136တသမ84ကျာမလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်495တသမ58ကျာ ပြင်ပပေါက်ဈေး1059ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်ဈေး58သိန်း6000ကျပ်ပြင်ပပေါက်ဈေး86သိန်း3000ကျပ်စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ54သိန်းကျပ်ပြင်ပပေါက်စေ83သိန်း9000ကျပ်ပေါက်စေရှိပါတယ် ဖော်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73ကျစင်းလုံးတွေကတော့ဒီဇယ်1လီတာကို2440ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3015ကျပ်၊အော်ဒိတ်92 1လီတာကို2880ကျပ်၊အော်ဒိတ်95 1လီတာကို2925ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73ကျစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစားအောင်စီဈေးနှုန်းတွေကတော့စားအောင်စီတစ်ပိတ်သားကိုစစ်ကောင်စီတက်မှတ်စေ6390ကျပ်ပြင်ပပေါက်စေ8500ကျပ်ပေါက်စေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။မြစီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ